နောက်တစ်ခုကလက်ရှိရခိုင်ပြည်နယ်နဲ့တိတ်ကိုဖြစ်စဉ်မြင့်တူပြီးတော့ရခိုင်ပြည်နယ်အနေနဲ့ကျမတို့မြန်မာတိုင်းရင်းသားတွေမြန်မာတွေအနေနဲ့သတိပြုရမယ့်ချက်အဲ့ဒါပါလဲဆို Greenland Greenland ဆိုတာကအဒိမဲ့နိုင်ငံရဲ့ကိုပါအုပ်ချုပ်ခွင့်ရဒေသနော်ဒိမဲ့ဆိုတာကနိုင်ငံတည်တည်လေးကျမတို့မြန်မာနိုင်ငံလောက်မကျေဘူးအဒိမဲ့နိုင်ငံမှာ Greenland ဆိုရယ်ကိုပါအုပ်ချုပ်ခွင့်ရဒေသရှိတယ်အဲ့ဒီ Greenland ကိုအမေရိကန်ကလိုချင်နေတာအမေရိကန်သမ္မတလက်ရှိသမ္မတ Trump ကသူ့ပထမအဲတမရအာတာဝန်ယူခဲ့တဲ့နှောင်းကတမရပထမတက်တဲ့နှောင်းက ဲ့ဒီ green land ကိုဝယ်မယ်ဆိုပြီးပြောခဲ့ဘူးလေအခုဒုတိယချက်သမရတက်တန်တောင်ဝန်ထမ်းဆောင်တော့ပနားမတူးမြောင်းတဲ့ green land ဟာသူတို့ American Empire လက်အောက်ကိုမရောက်ဘူးဆိုလို့ရှိရင်ကျူးကျော်ရလိမ့်မယ်ဆိုပြီးတော့ပြောသွားတယ်ကျူးကျော်လိမ့်မယ်ကျူးကျော်မယ်လို့ပြောတာနော်ဒါခေတ်တဲ့ colony နေချက်ွာတာဒီမိုကရေစီရဲ့လူခွင့်ရေးတွေဒန်းလူညီမျှခွင့်တွေလွတ်လပ်စွာရွှေ့ပြောင်းနေတဲ့အခြေခံခွင့်တွေပြောနေတဲ့အမေရိကန်ကိုယ်တိုင်ကကျူးကျော်ဖို့ပြောတာဆိုတော့ကဒိမ့်မဲ့ဆိုတာကနေတို့ဖွဲ့ဝင်နိုင်ငံတော့ နေတို့အဖွဲ့ဝင်နိုင်ငံအမေရိကန်ဟာသူ့အမျိုးသားအကျိုးစီးပွားနဲ့သူတို့ရဲ့အမျိုးသားလုံခြုံရေးအတွက်ဆိုရင်မဟာမိတ်ဆိုအမြဲတမ်းမထားဘူးနေတို့နဲ့တောင်မှသူစစ်ဖြစ်မဲ့အနေထားနော်အဲ့တော့အဲ့ဒီ Greenland ဒေသ Greenland ဒီအမေရိကန်ရဲ့ကို sorry ဒေမန်နိုင်ငံရဲ့ကိုပေါင်းချုပ်ဝင်ရဒေသတစ်ခုဖြစ်တယ်အဲ့ဒီဒေသကိုအမေရိကန်ကလိုချင်တယ်ဘာကြောင့်လိုချင်တာလဲအဲ့ဒီ Greenland ကနေတစင် Arctic ဒေသဒီ Arctic မှာဒီမြောက်ဝင်ရိုးစွန်းတစ်ခုလုံးမှာ အယုံနဲ့ရုရှားကအဲ့ဒီမြဝေယိုးစုံးမှာသူ့ဒေသနာလုပ်ပြီးနေချဲ့ပြီးတော့သူတို့ရဲ့ဩဇာတက်ရောက်မှုများနေတဲ့အတွက်အမေရိကန်ဟာတယုံနဲ့ရုရှားကိုပြိုင်ပြီးတော့အနိုင်ယူချင်တဲ့အတွက်နော်အဲ့ဒီဒေးမန်နိုင်ငံဂရင်းလန်ဒေသကနေတစင်အာတိတ်ဒေသမှာတယန်ဇာတာတွေတူးဖော်ဖို့အတွက်ကျူးကျော်မဲဆိုပြီးပြောသွားတယ် နော်ဆိုတော့မြန်မာပြည်ရခိုင်ကမြန်မာနိုင်ငံရခိုင်ပြည်တည်လဲပဲမကြခင်ချိန်တွင်မှာခဏကကိုပါအုပ်ချုပ်ခွင့်ရကိုပါအုပ်ချုပ်ခွင့်ရပြုတ်နေပေမဲ့အဲ့ဒီ green land ကဲ့သို့တနေ့တစ်ချိန်မှာငွေနဲ့အဝယ်မခံရပါဘူးလို့ဘယ်သူအမှခံနိုင်နေငွေနဲ့ရောင်းဝယ်လို့လို့မရဘူးဆိုရင်တော့ CA ရကျူးကျော်ခြင်းမပြုပါဘူးကျူးကျော်ခြင်းမခံရပါဘူးလို့ဘာကြောင့်ဘယ်သူကအမှခံပေးနိုင်တယ်လဲလရှိ Greenland data ဒီအမေရိကန်တရုတ်နဲ့ရုရှားဒီနိုင်ငံကြားမှာနေဩစာဖြစ်ပြီးတော့နိုင်ငံကြီးနေချမ်းမှုအောက်မှာ ကမ္ဘာနိုင်ငံအင်အားကြီးနိုင်ငံတွေရဲ့ဩဇာပြိုင်မှုအောက်မှာမြေစာပင်ဖြစ်ရတယ်လို့ကျွန်တော်တို့လက်ရှိရခိုင်ပြည်နယ်တည်အိန္ဒိယတိရုတ် မေရိကန်ဒီအုံနိုင်ငံကြားမှာအငြိစားပဲမဖြစ်နိုင်ဘူးလို့ဘသူအာမခံနိုင်တယ်လေခမားတို့ကတထွာတမိုက်ညံလေးနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရပြောပေမဲ့ခမားတို့ရှေ့မှာတော့အဲ့ဒီ Greenland ဒေသဆိုတာ1 3 4 500 600လောက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတာအခုလက်ရှိဘလို့ကြုံနေရတယ်လေခမားတို့ကမြမပြီးချောင်းလေးမြမပြီးအကျင်းလေးကျင်းချင်းလေးကိုပဲထည့်အတွင်းနေလို့မရပဲနဲ့ကဘာနဲ့အချီပြီးတန်ကန်းစာယူတက်ရမယ် ခင်ဗျားတို့တင်ထားတဲ့ခေါင်းဆောင်တွေမှာအဲ့ဒီလိုကဘာနဲ့ချီပြီးသင်ခန်းစာယူနိုင်တဲ့အရေးချင်းရှိသလားပနားမတူးမြောင်းဆိုရင်လည်းဒီလိုပဲပထမဆုံးတို့အမေရိကန်သင်္ဘောတွေကိုအကောက်ကွန်ရှော့ကောက်ပါလို့ပြောတယ်အကောက်ကွန်ရှော့မကောက်ရင်ကျူးကျော်မယ်ဒါရှိအမေရိကန်ကကိုလိုနီနဲ့ချယ်နီနဲ့ကျူးကျော်မယ်လို့ပြောတယ် เนาะကျွန်တော်ကလည်းရှိအမေရိကန်ရဲ့အလိုကြိုးကြောက်မှုကိုအာဒိမက်ကလည်းပဲနေတို့ဘောင်ဖြစ်တဲ့ဒိမက်ကလည်းစိုက်ညင်ထားသလိုပြင်သစ်ပြင်သစ်ဆိုတာကဥရောပသမဂ္ဂ EU အဖွဲ့ဝင်ပြင်သစ်ကလည်းပဲ CEA သူတို့ဥရောပသမဂ္ဂ EU က CEA ပြန်လည်တုံ့ပြန်မယ်လို့ပြောသွားတယ်เนาะဆိုတော့ကမ္ဘာကြီးကအားကြီးနိုင်ငံတွေကကမ္ဘာကြီးမှာဒီမိုကရေစီရဲ့လူခွင့်ရမျက်နှာပေါက်အဆွတ်ထားပြီးတော့စီးပွားရေးရာနေချိန်နေကြတာတပြတ်မလို့ ကမ္ဘာကြီးကဒီမိုကရေစီမျက်နှာပုံဆုပ်ပြီးတော့အလူအခွင့်အရေးမျက်နှာပုံဆုပ်ပြီးတော့စီးပွားရေးရာကိုလိုနီနေချိုက်နေကြတယ်စစ်ရေးရာကိုလိုနီနေချိုက်နေကြတယ်အဲ့ဒီနိုင်ငံရေးစစ်ရေးနေချိုက်မှုကကျွန်မအင်းတစ်ခါလေးပြောခဲ့ဘူးလေဒင်္ဂလာဒေ့ဘင်္ဂလားဒေ့နိုင်ငံမှာဝင်ကြီးချုပ်ဟာစီနာအစိုးရပြုတ်ကျပြီးတော့အမေရိကန်အလို့ကျယူနော့ကအစိုးရထက်လာတယ်နိုဘယ်ဆုခေါင်းဆောင်ကိုလိုနီနိုင်ငံရေးရာကိုလိုနီကျုံပြုတ်ခံလိုက်ရတဲ့အတွက် နိုင်ငံရေးရာ proxy war ကိုခံလိုက်ရတဲ့အတွက်ဘင်္ဂလားဒေ့နိုင်ငံတွေအမေရိကန်ရဲ့နိုင်ငံရေးကိုလိုနီကျွန်ပြခြင်းခံရတဲ့အတွက်အစိုးရပြောင်းလဲဖြစ်သွားတယ်။နောက်ရှေ့မှာလည်းပါကစ္စတန်တို့ဒီလိုပဲကျွန်မထပ်ခါထပ်ခါပြောမှုတယ်ပါကစ္စတန်မှာပထမဝန်ကြီးချုပ်ကအီမရန်ခန်အိန္ဒိယနဲ့မဟာမိတ်အာရင်းနေတဲ့ဆက်ဆံရေးရှိတယ်။အဲ့ဒီအတွက်အမေရိကန်ကအိန္ဒိယကသူ့ပြိုင်ပွဲဖြစ်တဲ့အတွက်အီမရခန်ကိုဖြုတ်ချပြီးတော့ရှက်ဘက်ရှက်တဲ့အမေရိကန်အလို့ကြရှက်ဘက်ရှက်တဲ့ကဝန်ကြီးချုပ်ဖြစ်လာတယ်။နိုင်ငံရေးရာကိုလိုနီနဲ့ချက်ခံရတာ။နောက်ထပ်တနင်္ဂနွေကနေဒါ နေဒါဆိုတာကမ္ဘာအင်အားကြီးနိုင်ငံကနေဒါမှာဆိုလို့ရှိရင်လည်းပဲကနေဒါကတရုတ်နဲ့နှိစက်တယ်တကယ်လို့များအမေရိကန်ကတရုတ်ကိုဟိုအားပြိုင်ကျင်တဲ့အတွက်သူတို့မဟာရန်သူဖြစ်တဲ့တရုတ်ကကနေဒါနိုင်ငံနဲ့နှိစက်ပြီးတော့ကနေဒါနိုင်ငံထဲမှာတရုတ်စစ်စခန်းတွေစောက်သွားမှကြောက်တဲ့အတွက်နိုင်ငံရေးရောက်ကနေဒါတို့မက္ကဆီကိုတို့ဖိအားပေးတယ်မက္ကဆီကိုနိုင်ငံတို့ကနေဒါတို့ကခိုးဝင်တဲ့လူတွေကိုတရားဝင်ဆွေးပြောင်းနေတိုင်းလည်းခိုးဝင်တွေကိုတားဆီးပေးရမယ်တားဆီးမပေးဘူးဆိုရင်မင်းတို့က အခွန်တွေတိုးကောက်မယ်အကောက်ခွန်ဆက်ပွဲတွေစမယ်ဆိုပြီးချိန်ချောက်တယ်။နော်လက်ရှိမှာဆိုရင်ကနေဒါဝန်ကြီးချုပ် Justin Trudeau Trudeau ယာဒုကနှုတ်ထွက်သွားရတယ်။ဒါဟာငင်းလဲအေးရကိုလိုနီနေချက်တာခက်တဲ့နေချက်ဝါတာ။ခင်ဗျားတို့တွေ့ထားသလိုဟာဘယ်နဲ့ရလာပြီးကျူးကျော်နေလို့လဲပြင်မရန်ကိုကကွယ်မပြောတော့မြန်မာစစ်တပ်က ပြည်ပကကျူးကျော်ခြင်းကိုလိုနီနယ်ချက်ခြင်းဆိုတာတနက်နဲ့လာပြင်းနေမှာလင်းရင်နဲ့ဘုံချက်နေမှာမဟုတ်ဘူးအဲ့ဒီလိုနိုင်ခံရေးရစီဝါရေးရကိုလိုနီနယ်ချက်တဲ့နီလန်းနေရှိတယ်ကဘာကြီးမှာအဲ့ဒီလိုနိုင်ခံရေးရကိုလိုနီနယ်ချက်ခံနေရတယ်ငါတို့နိုင်ငံသားတွေမစည်းလုံးရင်လည်းငါတို့ကအဲ့ဒီလိုကဘာကြီးမှာကိုလိုနီနယ်ချက်ခံရမယ်ဆိုတာကိုခမရတို့အတိတတိချက်ဖို့လိုလိမ့်မယ်